ရဲကြီးတာသွားယူကို့အမေရှိတာလေနော်ဟုတ်လားကို့မှာအမေရှိတယ်အဲ့တော့ကို့ရဲကြီးတာကို့အမေလိုမျိုးသမီးကို့ရဲလည်းကြီးတယ်ဆိုတော့ကျော်တင်တာဟိုနော်အမေနောက်ဖြစ်ဖြစ်ပါမယ်နော်အဲ့တော့တခါကျောက်လည်းအမေလည်းရှိပြီးသားဆိုတော့ကျွန်တော်တို့ထက်ကြီးတယ်ဆိုလည်းတခါကျရင်ဟိုတအားကြီးသွားရင်လည်းမကောင်းမြင်ဘူးလေတို့ရဲ့တည်ငြိမ်နေတဲ့ live တွေကိုအဲ့လို baby လေးတွေအဲ့လိုတွဲမဲ့ဆိုရင် အဲချဲရတာတော့ဗာတို့ညာတို့ဗောနော်အချိန်လုံးရင့်နေလို့လည်းမရဘူးလေဗာနားလေးမူရှိရဲ့ကလေးလေးတော့ဖြစ်ရမှာဗောနော်ဆိုတော့ရွေးချယ်တင်ပါတယ်ဗာလေးထိန်းရမယ်ဘယ်လိုလေးထိန်းတင်တယ်လေးတင်ပေးပါအောင်လို့ညီမလေးနော်ဟိုမှာခုချိန်မှာတာသမီမရှိသေးတော့လေကလေးထိန်းစရာရှိရင်ညီမလေးပဲကလေးမျိုးထိန်းတင်လဲတင်ပေးပါအောင်နော် เออဟုတ်ဟုတ်တယ်သူအဲ့ထဲမှာကိုထအောင်ဆိုင်နဲ့တွဲရတာပေါ့เนาะအဲ့လိုကိုကိုပေါ့ကိုကိုထင်းဆိုတော့အဲ့လိုတိုက်ဆိုင်လို့အဲ့လို share လိုက်တာအမချောနိုင်အောင်ဘာလို့ဆိုတော့ကိုကငယ်သေးရဲ့လေမောင်လေးကဘလို့လို့အဆင်ပြေမှာလဲဒီအရွယ်တွဲရင်16 18ဆိုဘုံမဆင်မပြေဘူးလေအဲ့လိုဆိုကိုကိုတွေကကောင်းပါတယ် ူကိုထင်းမဲကောင်းတယ်။อืมလေချွန်နှက်ကကြတော့သူကလေအပြင်မှာတကယ်ရှိရဲ့အဲ့လေချွန်နှက်ကိုကိုးကားပြီးတော့ဒါတော့ဟာတကအနေနဲ့ဖန်ထီးထားအောင်ပေါ့နော်။ဒါလည်းအဲ့နှက်ရှိရဲ့ဆိုတော့အကိုင်းအိမ်မှာတည်ရ။အဲ့လိုဆိုတော့အဲ့လေချွန်နှက်ကရဲ့ဒီဘီဒီနေပါမီးတဲ့ခါကြလို့ရှင်ဟိုပင့်မြောပေါ့နော်ခေါ်ပြီးတော့အလိုခေါ်ပေးရပေါ့နော်အဲ့လိုဆိုတော့အဲ့လိုမျိုးပုံစံစင်းလေးပါရယ်ကိုမင်းမြတ်ကိုဝင်ပူးပြီးတော့ဒီဝိညာဉ်လေးကိုကုညီရပေါ့နော်အဲ့လိုပုံစံလေးဆိုတော့အမြင်တော့ဆမ်းပါရယ်ဆိုတော့ အာပြိတ္တတွေဘူးတူတာလည်းရရပေါ့နော်ရီလေးရီရမယ်ဆိုတော့အယုံတင်တဲ့ခါကြရလားကြည့်ပါဦးငါညီမရှိမှမလို့မင်းကရှက်နေရလားဟလာအဲ့အောင်ရှက်မနေနဲ့နော်ငါညီမလည်းမင်းနဲ့ line တူပဲဆရာမကြီးဘာဘာပြောမှာလဲနေ့ကျောင်းကမသိရကြနေရပဲနော်နေ့တက်ကတူစားတက်ကြီးကထားလိုက်တဲ့ဘဲလေဆိုနေတာမှမဟုတ်တာငါနဲ့လမ်းမှာဆက်နေတဲ့နှစ်ယောက်လေနေမှတ်မိလားအတစီကြီးသားဘေးအဖေသူမလွယ်ဘူးနော်ဟဲ့လို့ကောင်းပါလေကောင်းတယ်ဆိုတာအနေနဲ့အရွယ်ငယ်တာရဲ့ကောင်းွက်တွေရှိတယ်လို့ ကျွန်တော်အရွယ်ကြီးသွားတယ်နည်းနည်းပေါ့နော်အရွယ်တစ်ခုရောက်လာတဲ့ကောင်းွက်တွေလည်းအများကြီးရှိပါတယ်ကျွန်တော်မြင်တာလေငယ်တုန်းကောင်းတာတော့ငယ်တော့ energy များတယ်ပေါ့နော်သူကပြီးတော့အချိန်များတယ်ပေါ့ကိုယ့်အတွက်လေကိုယ့်အတွက်ကလုပ်ခုံးမလဲပြီးတော့ဟိုငယ်ကုန်ရှိတယ်သူတို့ဘာလို့လွတ်မားသွားလဲတိတ်ပြီးတော့ကလေးပါပဲငယ်ပါသေးတယ်ဘာညာနဲ့အသက်ကြီးလာတဲ့ကောင်းကောင်းွက်တွေကြတော့ကျွန်တော်ကတော့ကောင်းကောင်းွက်တွေကတော့အဲမချူဝဖြစ်သွားတယ်ပေါ့နော်ဟိုမလိုအပ်တဲ့ဟာတွေဆိုမစင်စားတော့ဘူးမလိုတဲ့ဟာတွေမတွေးတော့ဘူးမလိုတာမလုပ်တော့ဘူး လိုအပ်တာကိုပဲလုပ်ဖြစ်တယ်ပြီးအေးအေးဆေးဆေးဘာကြီးကညာကြီးကဟိုဘာရေးကြီးလက်ဘာရေးမကြီးရလဲဟိုတည်သွားတယ်လူတွေနဲ့လည်းခုနပြောလို့စကားများရံဖြစ်အမုန်းဘွားအကုသူဘွားတိတ်မလုပ်ချင်တော့ဘူးငယ်တော့ကကြတော့ဇောများတာပေါ့နော်ဒါဖြစ်ချင်တယ်ဟိုရချင်တယ်ဒီကလုပ်ချင်တယ်ဟိုနိုင်ချင်တယ်ဒီကကြီးလာတော့တိတ်ပြီးတော့အဲ့ဒီနေသွားတော့အေးချမ်းသွားတယ်ကျွန်တော်လို့ထင်တယ်အဲ့တော့သူတို့ ਨੇ အဲကိုကြီးတွေ ਨੇ တွေ့ရင်တော့အေးအေးဆေးဆေးနဲ့ပေါ့နော်ကိုအေးအေးချမ်းချမ်းနဲ့တည်တည်ငြိမ်ငြိမ် ပြီးတော့ကို့အတွက်လည်းတင်ယူစရာအများကြီးရမယ်လို့ကျွန်တော်ကြေညာချင်ပါတယ်ကြေညာဟုတ်လားမှန်လားလို့ပြောရမှာဒီဘက်ကဆုံးမနေရဒီဘက်ကတိလိုက်နာနေလိုက်နာတော့တွေးနေငယ်ဆိုရင်တော့ငယ်တယ်ဆိုရင်တော့เนาะအမားယူနေအတူတူလောက်ကြမယ်အတူတူမားကြမယ်အတူတူပြင်ကြမယ်တခါအတူတူဒုက္ခရောက်ကြမယ်ပေါ့အဲ့လိုပေါ့အစည်းကြတော့ငယ်ကိုတင်ပေးလို့ရတယ်ပေါ့တင်ပေးလို့ရတယ်ပြပြပေးလို့ရတယ်ပြီးတော့အနည်းဆုံးတာဝန်လည်းပိုယူနိုင်တယ်လို့ကျွန်တော်အထင်ပါတယ်เนาะအနည်းဆုံးသူပို့ပြီးတော့ အားကိုးလို့ရတယ်ထင်တယ်ဟဲ့လားအဲ့လိုအားကိုးလို့ရတယ်အဲ့ကြောင့်ကိုကိုထင်အငယ်ဆုံးအကြံဉာဏ်ပေးလို့ရတယ်ပေါ့အဲ့လိုထင်ပါအဲ့လိုမျိုးပြောပြရမယ်ဆိုရင်တော့ဒီအဲကိုကိုတွေရပေါ့နော်သူတို့ကဒီအလောက်ကိုင်းလေတီတီကြကြနဲ့ပြီးရခါတယ်သူတို့ live ကအရန်ကိုဘယ်လိုပြောရမလဲအေးစစေးနဲ့ဒီလိုမျိုးလေးသွားနေသူတို့အလောက်သူတို့လောက်တီတီလောက်ဆရာရှာလေးလောက်ပြီးရင်အဲဒီပါတီကိုပါလဲသူတို့တိတ်ပြီးတော့မှမသွားဘူးအပြော်ပါလဲမကြိုက်ဘူးအဲ့လိုမျိုးအေးအေးစစေးရေပေါ့နော်ရေခဲတုံးကြီးများတယ် အဲ့လိုဆိုတော့ဒီကလေးကြီးကျတော့သူတို့အတွက်ကအဲပျော်ရွှင်စရာလေးဖြစ်နေမယ်လို့ထင်တယ်ဟိုပျော်ရွှင်စရာဆိုပလီခိုင်းတာမဟုတ်ဘူးเนาะသူတို့ဘယ်လိုပြောရမလဲအိမ်တိမ်မှာဆိုရင်လေလူကြီးတွေ even နေတဲ့အိမ်တက်ဆိုင်ကလေးကြီးချင်းအဲ့လိုဆဲလေးလေးပေါ့เนาะအဲ့လိုဆိုတော့သူတို့ရဲ့တည်ငြိမ်နေတဲ့ life တွေကိုအဲ့လို baby လေးတွေအဲ့လိုတွဲမယ်ဆိုရင်အဲချွဲရတာတို့ပါတို့ညာတို့ပေါ့เนาะကမလေးတွေကလည်းတီအလွန်ကြီးတော့မချွဲနေဘူးတီအောင်ချိန်လုံးရင့်နေလို့လည်းမရဘူးလေ။ဘာနားလေးမူရှိကလေးလေးတော့ဖြစ်ရမှာပေါ့နော်။ဆိုတော့ရွေးချယ်တင်ပါရဲ့။ တို့မြေလဲကိုဆိုင်စီအဲ့ဒီပြောပေါ့နမရေအမမကိုမန်မန်နင်းတလောက်မန်ပါရဲ့ဆိုကိုတက်ကြီးတာသွားယူကိုအမေရှိတာလေနော်ဟုတ်လားကိုမအမေရှိတယ်အဲ့တော့ကိုတက်ကြီးတာကိုအမေလိုမျိုးသမီးကိုတက်လည်းကြီးတယ်ဆိုတော့ကျော်တင်တာဟိုနော်အမေနှစ်ယောက်ဖြစ်ဖြစ်ပါမယ်နော်အဲ့တော့တခါကြောက်လေအမေလည်းရှိပြီးသားဆိုတော့ကျွန်တော်တို့ထက်ကြီးတယ်ဆိုလည်းတခါကြောက်ရင်ဟိုတအားကြီးသွားရင်လည်းမကောင်းမြင်ဘူးလေအဲ့တော့ကိုကြောက်ရင်တော့ရွေးပါပေါ့နော်အမေတယောက်နဲ့မလောက်တဲ့သူတွေပေါ့နော်ကျွန်တော်တို့တကယ်လို့အမေမဟုတ်ဘဲနဲ့ဟုတ်နော် ဟိုအငယ်ဆိုလဲအငယ်ွားတဲ့ဟာပေါ့နော်တအားဟိုလေဟိုမူဂျိုထိန်းလို့ထိန်းရမယ်ဆိုရင်လည်းမဖြစ်ဘူးပေါ့အဲ့တော့ကိုယ့်နဲ့ချိန်ပေါ့နော်ကိုယ့်နဲ့ကိုယ့်နဲ့ငယ်ပေါ့ရကြလေးတွေအများဆိုတော့ကိုယ့်ထက်ငယ်တဲ့မျိုးသမီးနဲ့အချောင်းပါကြတာများတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကိုယ့်ရဲ့ငယ်တော်မှ9နှစ်လား10နှစ်တွင်လား15နှစ်လားဘာညာပေါ့နော်ချိန်ပေါ့ကျွန်တော်ချိန်နေတယ်ကိုယ့်ရဲ့ငယ်တော့ပို့အဆင်ပြေတယ်ထင်ပါတယ်နော်တကယ်လို့အဲတာသမီမွေးရင်လည်းကိုယ်ကသိထိန်းကြမလို့ငယ်တော့သူတို့အချင်းချင်းပေးစော်လေအဲ့လိုအဲ့လိုကျွန်တော်ထင်ဟုတ်လား ့ music video တွေမှာ Korea style လေးနဲ့အာအသားလေးအရန်ဖွေးပြီးတော့ idol အခုကအခုလည်း idol ပါပဲအသားအသားအရန်ဖြူရယ်နော်ကိုလေးတော်တော်အသားကြီးလာရယ်နော်တိုင်းရင်းသားဆိုတော့လေအေးကျေးဇူးပါအရင်ကပြောပြပါကိုယ့်ညီမလေးညီမလေးကညီမလေးတော့ဗျာဟိုနော်ဒီခုချိန်ငါးရန်းနေခုချိန်ကိုယ်နဲ့တွေ့ရတဲ့အရွယ်ရောက်လာပြီဆိုတော့ဘာပြောကိုယ်ကြီးလဲအဖေခမ်းမြတ်ရသေးတဲ့တွေ့ဘာလို့ကိုယ့်ကိုကျေးဇူးတင်ပါတယ်ကိုကနော်ကိုလဲငယ်ကိုလဲငယ်တဲ့ချိန်သူကဥပွဲပေါ့နော်ကိုငယ်တဲ့ချိန်အခုတော့ကို လူကြီးပိုင်းရောက်လာတဲ့ချိန်လူလက်ပိုင်းပေါ့နော်သူတို့ကြတော့အဲလူကြီးဖြစ်လာတယ်ပေါ့နော်အဲအဲ့လိုဆိုတော့ဟိုခုနပြောတဲ့အားလေးညညတင်ပြပါဦးလို့ခုနအရွယ်ဘလောက်ဆိုရင်ဘလောက်ဘာလေးထိန်းရမလဲဘလို့လေးထိန်းတယ်လေတင်ပြပါဦးလို့ညီမလေးနော်ခုမှခုချိန်မှာတာသမီမရှိသေးတော့လေကလေးထိန်းစရာရှိရင်ညီမလေးပဲကလေးမျိုးထိန်းတယ်လေတင်ပြပါဦးနော်